ဇွန်လ22ရက်နေ့ထိုသူတို့ကလည်းအသေးသက်ချင်းကို ခံခဲ့ပြီးတော့တိုးတငယ်သည်တကူစည်းစိမ်ပညာအစွမ်းတက်သည့်ဂုံတေးဖုံးအာနုဘောကောင်းကြီးမင်္ဂလာကို ခံထိုက်တော်မူ၏ဟု ကြီးသောအတန်နှင့်ပြောဆိုကြ၏။ဗျာဒိတ်ကျမ်းအခန်းကြီး9ခန်းငယ်7 AGWS ကလူသမိုင်းတစ်လျှောက်လုံးတွင် သခင်ယေရှုအားအထူးကြဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။ ဘယ်သူမှငွေကြွေးမကြွယ်ဝတဲ့နဇရက်မြို့သားအကြောင်းမပါဘဲနဲ့လူသမိုင်းကိုရေးလို့မရပါဘူးဟုတ်ရေးသားဘူးလေဒီထိုနည်းသူဂျူးဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သူစတဖန်ဝိုက်စ်ကသခင်ယေရှုနဲ့ပတ်သက်၍သခင်ယေရှုဟာဖျားသခင်ကဲ့သို့လူသားတစ်ဦးဖြစ်ပြီးအိန္ဒြေယလူမျိုးတွေအနေနဲ့ကျွန်တော်တို့ရဲ့ညီကိုတော်သခင်ယေရှုကိုအတိမတ်ပြုဖို့ဂုဏ်ပြုဖို့အားပေးဖို့လိုရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ တကယ်ယေရှုတယောက်ပဲဘယ်သူနဲ့မှမတူတဲ့ကဘာကြီးကိုလွှမ်းမိုးနိုင်တဲ့တယောက်သေးတော်သူဖြစ်ပါတယ်။ဟုဆိုထားပါတယ်။တကယ်ယေရှုအနေဖြင့်တတ်တန်းအဖြစ်33နှစ်ကဘာပေါ်တွင်နေထိုင်အသက်ရှင်ခဲ့ပြီးမိမိနေရာအိမ်မှမိုင်းတရာအကွာဝေးတို့ပင်ခရီးမသွားခဲ့ဘူးတော့လေ။ Charles Lamb ကတမိုင်းတစ်လျှောက်လုံးမှာထင်ပေါ်ကြော်ကြားသူမှန်တဲ့မြ၊စူဝေးတဲ့နေရာမှာ Shakespeare ဝင်လာရင်မတည့်ရပြီးဂုံပြူကြမှာဖြစ်ပေမဲ့တကယ်ယေရှုသာဝင်လာရင်တော့ အားလုံးဒူးထောက်ပြီးကိုယ်ွယ်ကြမှာအမှန်ပဲဟုမှန်ကန်စွာပြောကြားထားလေသည်ယနေ့တွင်ဆူတောင်းခြင်းချစ်ရတဲ့သခင်ယေရှုဒီနေ့အပါဝင်နေ့စဉ်တိုင်းမှာချီးညိုမှုနဲ့တိုးဝင်ကိုယ်ွယ်ပြီးဂုံပြုဖို့ဆောင်ရွက်ခွင့်ပြုတော်မူပါအာမင်ဟုတ်ကဲ့ပါဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။မြန်မာပြန်ပါလေတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဝင်ဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပြီးဖို့လည်းမြစ်တမ်းရိုက်ခံလိုပါတယ်။အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ရက်တွင်မှာပြန်တွေ့ပါအောင်ခင်ဗျာ။